။ဦးညိထွေရဲ့တချင်းနဲ့ဝမ်မှာပွဲဦးထွက်လာတော့မယ်မြန်မာလဝိတ်ဖိုက်တာကြော်စွာဝင်ပရိသတ်မြောင်လုံးမင်္ဂလာပေါင်းဗာမီစတေဒီယံနျူးစ်ကနေကြေဆွလိုက်ပါတယ်မြန်မာပရိသတ်တွေမျောလင့်ဆောင်စားနေကြတဲ့ကြော်စွာဝင်ရဲ့ပွဲကတော့မကြာခင်မှာလာတော့မယ်ဆိုတဲ့အရေးအယံမျိုးတွေကိုမြေတွေးနေရတာပေါ့ ကျော်စွာဝင်းကလည်းသူ့ရဲ့ပွဲဥထွက်ပွဲစဉ်အတွက်စင်မြင့်ရှိရာကိုရှောင်းလန်းတဲ့အချိန်မှာနောက်ခံတချင်းအနေနဲ့ဘာကိုဖွင့်မလဲဆိုတာကိုတော့ရွေးချယ်ထားပြီးပြီဖြစ်ပါတယ်။လက်ရှိမှာတော့ကျော်စွာဝင်းကဇုံဝင်းထွေးရဲ့ Jespirilo ခီးရီနှင်ခဲ့တဲ့မမေးရဲ့တောင်ခင်ဟောင်းမင်းသားကြီးရဲ့အတွေ့အထိနဲ့ဘဝကိုတွေးသွားခြင်းမှာတည်ရဲ့ဆိုတဲ့တချင်းတွေကိုပွဲထွက်တချင်းဖြစ်အသုံးပြုဖို့ခွင့်တောင်းခဲ့ပြီးဇုံဝင်းထွေးဘက်ကလည်းခွင့်ပြုချက်ပေးခဲ့ပါတယ်။ ီသချင်းတွေကစိတ်တက်ဘဝအမြင်အတွေးအခေါ်တွေကိုဖော်ပြတဲ့အနုပညာလက်ရာတွေဖြစ်ပါတယ်ဖိုက်တာတယောက်အနေနဲ့ပွဲထိုးဖို့ရှေ့ထွက်လာရမှာစိတ်ခွန်အားကိုတိုးစေနိုင်မဲ့သချင်းတွေလို့လည်းဆိုနိုင်ပါတယ်ဖိုက်တာတယောက်ရဲ့ပွဲထွက်သချင်း walkout sound ဆိုတာကဖိုက်တာရီစင်မြတ်ပေါ်ကိုတက်ရောက်လာတဲ့အချိန်မှာနောက်ခံဖွင့်ပေးရတဲ့သချင်းပဲဖြစ်ပါတယ် ဒီတဲ့ချင်းကသူတို့ရဲ့စိတ်ဓာတ်ယုံကြည်ချက်နိုင်ငံကိုချစ်စိတ်နဲ့ကိုယ်ပိုင်လက္ခဏာကိုဖော်ညွှန်းတဲ့အရာတစ်ခုပါပဲ။တချင်းကြားရတဲ့အချိန်မှာဖိုက်တာကသူ့ရဲ့စွမ်းအားအဖြစ်နဲ့ကျိုးဝိုင်းထဲဝင်ရောက်ဖို့စိတ်ဓာတ်တွေတက်ကြွလာတာပေါ့။ပေသက်တွေအတွက်လည်းဒီဖိုက်တာကိုအားပေးရတာပိုပြီးအတိတ်ပဲရှိလာပါတယ်။ ဒီလိုမျိုးမြမခီတရဲ့အေးသွေးကောင်းတွေကိုကဘာအဆင့်မီပြိုင်ပွဲကြီးတစ်ခုမှာဖြန့်ချိပေးမယ့်အချိန်ကမြမရင်ကျိမှုအတွက်ဂုံယူစရာကောင်းတဲ့အခိုက်အတန့်တစ်ခုလို့လည်းဆိုနိုင်ပါတယ်။မြမဖိုက်တာကြီးအောင်လန့်ဆန်တုံးကလည်းသူ့ရဲ့ကစားသမားဘဝနောက်ဆုံးပွဲစဉ်မှာလေးဖြူရဲ့အမဲလိုက်ကတစ်ချင်းနဲ့ပွဲထွက်လာခဲ့ပူတာပါ။ အဲ့ဒီအချိန်တောင်းကတော့လေးဖြူကိုယ်တိုင်လာရောက်ပြီးတိဆွဖြောပြပေးခဲ့တာကအောင်လာအတွက်သာမကောက်မြမပရိသတ်တွေအတွက်ပါမမေ့နိုင်တဲ့အမှတ်တရတစ်ခုဖြစ်စေခဲ့ပါတယ်။ကျောစွာဝင်းကလည်းဒီလိုအနှွေးပညာနဲ့အာကစားပေါင်းစပ်မှုကိုအမြင့်ဆုံးထိပြန်တန်းခြင်းနဲ့စိတ်နဲ့ခွင့်တောင်းခဲ့ရပါဘူး။မြမဖိုက်တာတယောက်အနေနဲ့မြမတချင်းနဲ့ဆင်မြင့်ထဲဝင်တာက identity ကိုဖျက်သဖို့အရေးကြီးပါတယ်။ဒါကဝမ်းချက်မြန်ရှိတဲ့ global audience ကမ္ဘာလုံးဆိုင်ရာပရိသတ်တွေချမ်းမှာမြမအနှွေးပညာကိုဖျက်သဖို့အတွက် cultural representation ရှင်ကျေးမှုပြောက်ွက်တစ်ခုပဲဖြစ်ပါတယ်။ တယ်။ဇော်ဝင်းထွက်ရဲ့သချင်းတွေကဘဝအမြင်စိတ်ဓာတ်အတွေးခေါ်တွေကိုဖော်ပြရတဲ့အတွက်ကျော်စာဝင်းအတွက်လည်းပွဲမတိုင်ခင်မှာစိတ်ခေါ်အားတွေကိုရရှိစေမှာပါ။ ဒါကသူ့ရဲ့ပွဲတွင်းစွမ်းဆောင်ရည်အပေါ်မှာလည်းတရားမှုရှိစေနိုင်ပါလိမ့်မယ်။ကျော်စွမ်းဝင်းကိုရိုင်းကမြမယူရလက်ဝိတ်မှာရေကန်မြေကန်ကောင်းထားပြီးသားပါ။ဒါပေမဲ့ဒီလိုအနေထားမျိုးနဲ့မွေထိုင်လောက်ကလည်းကိုဝင်မတိုးချင်ဘူး။မွေထိုင်နဲ့ပတ်သက်လို့စနစ်တကျနဲ့တည်တည်ချာချာလေးသင်ယူလေ့လာချင်းသေးတယ်။ဝမ်းစာဖြစ်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ကျော်စွမ်းဝင်းက Fetus ချင်းမှာလေ့ကျင့်မှုတွေကိုပြုလုပ်နေတာဖြစ်ပါတယ်။အခုတော့ကျော်စွမ်းဝင်းရဲ့ပွဲဥထွက်ပွဲစဉ်ကိုမြင်တွေ့ရဖို့နှိစက်နေပါပြီရှင်။ကျော်စွမ်းဝင်းဘက်ကလည်းဝိတ်တန်းဝင်အောင်စီစစ်တာအောင်မြင်အောင်အဆစရရမှာအသေးစိတ် ြင်ဆင်မှုတွေကိုပြုလုပ်ထားပြပါပြီရှင်ဒီတော့ဝမ်ချက်မြန်ရှင်မှာအခုရှင်ပြိုင်ထိုးသက်သွားရမယ်သူရဲ့ပွဲဥထွက်ပွဲစဉ်ရဲ့အတွက်လည်းကျော်စွာဝင်ဘက်ကအဆင်သင့်ဖြစ်နေပြီလို့ယုံကြည်ပါတယ်ဒါကမှမြန်မာတက်ချင်းရဲ့ကျော်စွာဝင်ကဝေါ်ခေါက်ဆောင်ဖွင့်ပြီးတော့ကွင်းထဲကိုဝင်လာမှာပါရှင်ကျော်စွာဝင်ရဲ့ဝမ်ချက်မြန်ရှင်ပွဲဥထွက်ကသူ့အတွက်တင်မကပါဘူးမြန်မာနိုင်ငံအတွက်ပါအရေးပါတဲ့ချိန်လမ်းတစ်ခုဖြစ်ပါတယ်သူရဲ့ဒီရွေးချယ်မှုကမြမဂီတာနဲ့မြမယိုယာရင်ကျေမှုကိုကဘာကိုပြသနိုင်မယ့်အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ကျော်စွာဝင်းကမြမကွန်ကိုစောင့်တီးဖြစ်ပြီးမြမအတ ံကိုကဘာကအကြောင်းလှုပ်ဆောင်ပေးနိုင်မယ်နောက်ထပ်ဖိုက်တာတယောက်လို့မြင်မိပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်ပရိသတ်တို့ရောကြောစာဝင်းကိုအားပေးနေရလားရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ